ဖာကတ်မြေစာပုံပြိုချမှုကြောင့်မြေစာပုံအောက်မှာပြိမိပြီးတေဆုံးသူတွေကိုရှာဖွေလျက်ရှိရာနိုဝင်ဘာလ25ရက်နေ့မှာတော့တေဆုံးသူတွေကိုထပ်မံမတွေ့တော့တာကြောင့်ရှာဖွေမှုကိုရပ်ဆိုင်လိုက်ပြီးဖြစ်ပါတယ်။နိုဝင်ဘာလ25ရက်နေ့မွန်းလွဲ3:00ခွဲချိန်ကလုံခင်းရဲစခန်းကစခန်းမှုရဲအုပ်ထင်ကျော်ကိုဆက်သွယ်မေးမြန်းမှုအရရှာဖွေမှုတွေကိုနိုဝင်ဘာလ25ရက်နေ့မှာပဟိုးလေးစီနဲ့ဆက်လက်ရှာဖွေခဲ့ပါတယ်။ပြိုချခဲ့တဲ့မြေစာပုံကိုရှာဖွေရမှာနှစ်ကြော့ပြန်ရှာဖွေမှုပြီးတေဆုံးသူတွေကို ထပ်မံမတွေ့ရှိတော့တာကြောင့်ရှောက်ဖွေမှုကိုရင်ဆိုင်လိုက်တာဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလ26ရက်နေ့မှာသက်ဆိုင်ရာမိသားစုဝင်တွေနဲ့ကုမ္ပဏီတွေကပူးပေါင်းပြီးတည်ဆုံးသူတွေအတွက်ဘာသာအလိုက်စုတောင်းမှုတွေကုသိုလ်ကောင်းမှုတွေပြုလုပ်ဖို့ရှိတယ်လို့ရဲအုပ်ထင်ကျော်ကအခုလိုပြောပါတယ်။ကျွန်တော်ဒီနေ့ဘက်ဘို၄ဒီနဲ့ကျွန်တော်တို့ထပ်ရှားတယ်။ထပ်ရှားတော့ရှားပြီးတဲ့ area နဲ့ကျွန်တော်တို့ကပုံသွားပြီးနောက်တဲ့ allowance နဲ့ကျွန်တော်တို့မရတော့ဟုတ်ပြပါခင်ဗျ။ allowance မရတော့တဲ့အတွက်ကြောင့်မလို့အဲ့ဒီတို့ပေးဆုံးတဲ့ ာလေးမှာမနက်ခါနေစပြီးတော့သူတို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပေါ့ကိုကိုကိုလည်းဘာသာလိုက်ပေါ့အဲအဲ့ဒီမှာကိုတို့ကောင်းဖို့ပေါ့ဆရာတော်ကံကားတော်ကြီးပြတော့ဓမ္မဆရာကြီးပြပြပြီးတော့အမှသုတောင်းပွဲတို့ပြတန်းဝေတာတို့အဲ့လိုတန်းနေကြတယ်အဲ့ဒါလုပ်ဖို့အတွက်သူစီစဉ်နေကြပါတယ်ဟုတ်ကဲ့ဟိုလောက်ွက်အီးကတော့အားလုံးပုံသွားပါပြီ။ဟောရှာပွေဖို့နေရာမရှိတော့ဘူး။ဆက်ကြောပြန်နေရှိလို့ကျွန်တော်တို့ရှာပွေပြီးသွားပါပြီ။ဟောတော့ကျွန်တော်တို့ရှာပွေမှုကတော့ကျွန်တော်တို့ဟိုရင်းပါ ကျွန်တော်ကလောက်ကျွန်တော်ချောင်းကျက်အလောင်းတော့မတွေ့တော့ဘူးဟုတ်ကဲ့ဒီတိုင်းနဲ့သူကစီးရင်စရာအတိအကျမသိတဲ့အတွက်ဒီဥစ္စာတော့ကျွန်တော်တို့ဟိုဘုံပေါ်ပြောဖို့ခက်ပါဟုတ်ကဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့နနက်3နာရီခွဲဝန်းကျင်ကဖားကတ်မြို့နယ်လုံခင်းကျေးရွာအုပ်စုနဲ့စိတ်မှုကျေးရွာအုပ်စုကြားစံခတ်ကူးကျေးရွာအပိုင်းမှာဆွန့်ပစ်ထားတဲ့မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့တာပါဒီလိုပြိုကျမှုကြောင့်အင်ချေအတော်များများမြေအောက်ကိုနစ်မြုပ်ခဲ့ပြီးလူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီမြေစာပုံပြိုကျမှုဟာအလျားပေ9000လောက်အထိနေစင်းသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့တေဆုံတဲ့ရုပ်အလောင်းရှာဖွေမှုတွေကိုရက်ဆိုင်လိုက်ခြင်းမှာတေဆုံသူ114ဦးအထိရှာဖွေတွေ့ရှိခဲ့ပြီးမြေစာပုံအနီးနေထိုင်သူတွေဟာရင်းမစေးကြောက်ရှာဖွေတဲ့ဗျံကျနေထိုင်သူတွေအများစုဖြစ်တာကြောင့်နေထိုင်သူစင်းအတိအကျကိုမသိနိုင်ဘူးလို့သိရပါတယ်။